ွင့်လင်းရသည့်အမီရန်ကုန်ပတိန်လမ်းချုံမွေ့စွာသွားလာနိုင်ရေးကုန်စည်စင်းစင်းမှုလင်းမြန်စေရေးခရီးသွားပြည်သူများစိတ်အေးချမ်းသာစွာသွားလာနိုင်ရေးအတွက်လမ်းမအလိုက်လမ်းစင်းမြင့်တင်ခြင်းထပ်ပေါ်လွာခင်းခြင်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပါသည်။နော်ပတိန်ခရိုင်အနေနဲ့ရန်ကုန်ပတိန်လမ်းကိုမိုင်96မြေတော်9ကနေပြီးတော့113မိုင်2ဖာလုံးအထိ16မိုင်5ဖာလုံးတာဝန်ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်ခင်ဗျာ။ကျွန်တော်တို့ပတိန်ခရိုင်ကနေပြီးတော့ရန်ကုန်ပတိန်လမ်းမိုင်195ကနေပြီးတော့108မြေတော်4အထိ2မိုင်9ဖာလုံးကို 丽泽西边一截，A 区一片，身边的人龙安路双汇开发的，路双汇开发的段，木拉两大的丽泽西边一截，接我们段，其他地段咩，还能更新上面？身边窗户段大浪来呢，就金收入也几百万面。我不得没有问，我丽泽西边一截，A 区两片，身边的双汇开发一龙安路一段段，不得没有路的，其他没有路都没有开发的，后来其他也留幺几来万一段段，目前在飘，飘不多买面，七点面，超难为少，保证金赶紧面，半批多少面，七点面。 အဆင်ပြေချောပေါ်သွားနဲ့အချိန်တိုအတွင်းသွားလာနိုင်မှာအကျိုးစီးကျူးတွေရရှိမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လမ်းဥစည်းဌာနအနေနဲ့တော့ရန်ကုန်ပင်သိမ်းလမ်းကိုအဆင်ပြေချောပေါ်သွားသွားလာနိုင်ရတဲ့အင်ဂျင်နီယာအဖွဲ့များလမ်းလုံသားအဖွဲ့များနဲ့ပုံမှန်စိတ်တင်ချင်းအဆင်ပြေတင်ချင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာလမ်းဥစည်းဌာနပသိမ်းခရိုင်ကံကြီးတောင်မြို့နယ်အနေနဲ့ရန်ကုန်ပသိမ်းလမ်း96 5ကနေ106 5အထိတာဝန်ယူဆောင်ရွက်လျက်ရှိပြီးကတရာထပ်ပိုးလွာ6ဖာလုံးခင်ချင်းများလည်းပါဝင်တယ်လို့သိရပါဗျ။ကြာကြီးတော်မျိုးနယ်ကရန်ကုန်ပသိမ်းလမ်းကို မိုင်96ကနေပြီးတော့165အထိတာဝန်ဆောင်ရွက်နေပါတယ်။အခုလက်ရှိကတော့ကျွန်တော်တို့လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေပါတယ်။မိုင်9 115ကနေပြီးတော့123အထိကတ္တရာထပ်ပိုးလွှာခင်းမဲ့6ဖာလုံးရှိပြီးတော့နောက်ကျွန်တော်တို့ကျန်တဲ့အပိုင်းလိုက်အပိုင်းလိုက်ဟိုပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေကိုတော့ကျွန်တော်ဆက်ပြီးတော့ဆောင်ရွက်နေပါတယ်။တိုးမြင့်ပြည့်ပြည့်မဲ့အပိုင်းမှာတော့ကျွန်တော်တို့အဲ့ကတ္တရာထပ်ပိုးလွှာ6ဖာလုံးကထပ်ပိုးလွှာခင်းလိုက်တဲ့အတွက် လမ်းအနေနဲ့တလန်းလုံးအတန်အသင့်ချောချောသွားမှာဖြစ်ပါတယ်။အခုကျွန်တော်တို့ကတ္တရာထပ်ဖို့လောက်ခင်းတဲ့လုပ်ငန်းကိုလမ်းအမြန်ချောချင်တဲ့အတွက်ကျွန်တော်တို့ပွင့်လင်းရသည်အထိမဆောင်ခဲ့ဘဲနဲ့ကျွန်တော်တို့မိုးပါတဲ့အချိန်မှာပိုင်းပါတယ်လို့ကျွန်တော်တို့အောက်ခြေကန်လွှာတွေကိုခင်းပြီးတော့ဆောင်ရွက်ခဲ့ပါတယ်။အခုပွင့်လင်းရသည်စရောက်ပြီဆိုတာနဲ့ကျွန်တော်တို့အပေါ်လွှာခင်းနိုင်မှုအတွက်ခြေကန်လွှာကိုဆော့ဖာလုံးလုံးခင်းပြီးဖြစ်ပါတယ်။ကန်းကြီးကိုသွားတဲ့ခီးသွားတွေဟိုလွယ်ကူလက်မြန်ချောမှုဆိုတာသွားလာနိုင်မှုအတွက်အမြန်ဆုံးလမ်း ချုံ့မွေ့သွားအောင်ဆောင်ရွက်ပေးနေပါတယ်။ကွန်စီစီစဉ်မှုတွေအဆင်ပြေကောင်းမွန်သွားအောင်ကျွန်တော်တို့အမြန်ဆုံးလမ်းအောင်ချောဆုံးပြအောင်ဆောင်ရွက်ပေးပါပါ။လန်2020အနေနဲ့ပသိမ်ရန်ကုန်လမ်း845ကနေ965အထိ22မိုင်အားတာဝန်ယူဆောင်ရွက်ရပြီးလမ်းအမြန်ဆုံးချုံ့ပစ်စီရေးအတွက်လူဝင်အား100ကျော်နဲ့အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါဗျ။ဟောကျွန်တော်တို့လက်ရှိတာဝန်ယူဆောင်ရွက်တဲ့အနေနဲ့ဒါရန်ကုန်ပသိမ်လမ်းမှာဆိုရင်ကျွန်တော်တို့ဒီ845နဲ့ 96ပေါ့နော်22မိုင်ဒါကျွန်တော်တို့တာဝန်ယူဆောင်ရွက်ပါတယ်ခင်ဗျာတို့မူလရရှိပြီးရမုံငွေနဲ့ပေါ့နော်ကျွန်တော်တို့၅ဖလုံးအတွက်ကိုကျွန်တော်တို့ဒါဟိုဘောနော်နှစ်လွာခင်းရမှာတလွာဘောနော်အောက်လွာတလွာဘေ့စ်ကိုကျွန်တော်တို့ခင်းပြီးဖြစ်ပါတယ်ဗျကျန်တာလဲအခုဒါ juicy juicy ဘောနော် juicy စစ်ပြီးလို့ဒါ pass ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဒါဆက်ပြီးတော့လဲ wearing coat ဘောဆိုတော့မျက်နှာပြင်လာဆက်ပြီးတော့ခင်းသွားမှာဖြစ်ပါတယ်ရံမုံငွေဘောနော်635သန်းနဲ့ခုန5ဖာလုံးဘောနော်5ဖာလုံးကျွန်တော်တို့ဒါ ။ overlay ခင်းမှာပေါ့နော် overlay ကအောက်လာခုခင်းပြီးပေါ့နော်ခင်းပြီးတော့ကျူစီဆန်းလို့ကျွန်တော်တို့ pass ဖြစ်တယ်ဆိုရင်ဒါကျွန်တော်တို့ wearing ကိုဆက်လက်ပြီးတော့ဆောင်ရွက်มาဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့အဲ့ဒီပွင့်လေးရသည်အခုပေါ့နော်ကျွန်တော်ဒါဒီလာဆိုဒါပေါ့နော်ခီးသွားတွေလည်းများလာมาဖြစ်တယ်အခုလည်းသွားနေလာနေတဲ့အနေထားတွေရှိပါတယ်။အဲ့ဒီအတွက်ကိုကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့လမ်းဒူ20အနေနဲ့ပေါ့နော်ကျွန်တော်တို့အပိုင်းထဲမှာ22မိုင်အပိုင်းထဲမှာဆိုဒါလမ်းပေါက်ဖားတဲ့အဖွဲတွေပေါ့နော်လောင်းဖားလုပ်တဲ့အဖွဲတွေအားလုံး9ဘွဲနဲ့ကျွန်တော်တို့လူရင်အား100ကျော်နဲ့ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ။ ဒီဒီလကုံလည်းအပြီးတက်ကက်ထားပြီးတော့ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာအရာတိုင်းပတ်စံကျွန်တော်ချောင်းသားတို့ငွေဆောင်တို့ဒါမျိုးလေးတွေသွားလို့လာလို့အဆင်ပြေချောမွေလို့ကိုယ်ပဲသွားရလိုက်ဒီတက်တဲ့တွေလည်းဆိုတော့ကောင်းပါတယ်ခင်ဗျာလမ်းတွေအခုလည်းလုံနေတာတွေ့ရတယ်ခင်ဗျာအရင်နဲ့ဘယ်လိုပြောင်းလဲဆိုတော့အရင်နဲ့တော့နည်းနည်းလမ်းလေးတွေကဟိုမိုးတွင်းပိုင်းကတော့တော်တော်လေးဆိုးတယ်အခုကတော့တော်တော်လေးကိုကောင်းနေပါတယ်ခင်ဗျာကျွန်တော်လမ်းတို့သရားတို့ကောင်းသွားတယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်ကုန်စီစီးစင်းမှုလေးတွေကျွန်တော်လွယ်ကူချောမွေသွားပါတယ်ခင်ဗျာခီးသွားပြည်သူတွေအတွက်လည်းကျွန်တော်တို့အဆင်ပြေချောမွေစွာလွယ်ကူသွားသွားလာနိုင်ပါတယ်ခင်ဗျာ ဒီသတင်းကိုပသိမ်သတင်းဌာနကပေးပို့ထားပါတယ်ရှင်